်ဒီမိဒီမွေးခဲ့တယ်လीမရှိတော့ကိုတွေပဲရှာဖွေကျွေးခဲ့တာပေါ့ခုတော့သူတို့လေးတွေကအိမ်ောင်တွေတဲ့ကြသွားတဲ့အခါကျတော့ဒီမှာလေဖေးကြီးလေးဖြတ်ချိုင်းခဲ့တယ်ဘယ်သားသမီးရမှပြန်မကြည့်ဘူးသူတို့ပေးသလောက်ကျွေးသလောက်ပဲယူချတယ်ဒါပဲမလို့မီးတို့ကတော့ပြောဘူးပါတယ်တားယောက်ျားလေးလိမ့်မိုင်းအားတစ်ခုပေါ့ဒီမိဘနှစ်ပါးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးတော့အခုခေတ်လူတော်တော်များများဟာ ငွေကြေးဥတွေကိုမေ့ထားကြတာဒီအများကြီးပါပဲ။ဒါနဲ့ပတ်သက်လို့ဥပုံဓာတူရဲ့အဖေအိမ်ဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြီးတော့ဥပုံဓာတူရဲ့အမေကအမေကြီးကမေးတယ်။ငါသားတဲ့။သားမငွေကြေးဥရှိလားလို့မေးတော့ဟာရှိတာပေါ့အမေရဲ့တဲ့။ဘာတူလဲဆိုတော့ကျွန်တော်မိမကကျွန်တော်ငွေကြေးဥပဲလို့ဖြေပါတယ်။မြင့်မားနေပြီတဲ့။ မိငယ်ကြီးဥကတတ်တတ်ကိုရှိတာဆိုတော့ဥဘုံကလည်းအမေရဲ့တဲ့ဘာလို့ပြောတာလဲဗျာပေါ့ဖေးနာမှာလည်းမိမရှိတော့နည်းနည်းလေးအာနာပုံပေါ်ပါတယ်ဘာမှအမေမိမကိုအာနာစရာမလိုဘူးမိမိမရှိမှာပဲပွင့်ပွင့်လင်းလင်းပြောလို့ရတယ်တာရဲ့ဧဘာကွဲတဲ့မင်းမပြောရဲဘူးဆိုရင်လည်းပဲငါပြောပါမယ်ဆိုတော့မိမဖြစ်တဲ့သူကလည်းပဲစိတ်ဝင်စားနေအဲငါယောက်ျားနောက်ွယ်မှာဘာတွေများလှုပ်ထားလဲ ငားတဲ့အရင်ငယ်ချင်းဦးမြရှိခဲ့သလားဆိုတဲ့အတွေ့နဲ့စိတ်ဝင်တစားနားထောင်နေပါတယ်။အဲ့ဒီမှာအမေကြီးကဗာပြောတော့ဆိုတော့ငါသားတဲ့သားကိုပထမဦးဆုံးချစ်ရေးဆိုခဲ့တာဟောဒီအဖေနဲ့အမေပါတဲ့သားရေအဖေကိုချစ်လားသားရေအမေကိုချစ်လားဆိုတော့ငါသားကလည်းပဲချစ်ပါတယ်လို့အဖြေပေးခဲ့တယ်လေပြီးတော့သားကလည်းပဲအမေတို့ကိုမေးတယ်သားကိုချစ်လားလို့မေးတော့ ဖေတို့အမေတို့ကလည်းပဲတားကိုချစ်ပါတယ်လို့ပြန်ပြောခဲ့ကြတယ်။တယောက်နဲ့တယောက်တဦးနဲ့တဦးအပြန်အလှန်ချစ်ခဲ့ကြတယ်။တားကလည်းပဲအဖေတို့အမေတို့ကိုမျက်စိအောက်ကနေအပြောင်မခံနိုင်သလိုအမေတို့ကလည်းပဲတားကိုမျက်စိအောက်ကနေအပြောင်မခံနိုင်ဘူး။တားကလည်းပဲအမေတို့အဖေတို့တခုခုဖြစ်မှာကိုစိုးရင်ခဲ့တယ်။အမေတို့အဖေတို့ကလည်းပဲတားတခုခုဖြစ်သွားမှာမျက်စိအောက်ကပျောက်သွားမှာကိုအလွန်အလွန်ကိုစိုးရင်ခဲ့ပါလေ။ သားရဲ့ပန်းနုနုလေးကိုပထမဦးဆုံးနှမ်းခဲ့တာဟောဒီအမေပါသားကလည်းပထမဦးဆုံးအဘွားပေးခဲ့တာအနန်းပေးခဲ့တာဟောဒီအမေပါသားရဲ့သားကိုပထမဦးဆုံးလဲချီဆိုခဲ့တယ်ပထမဦးဆုံးလဲအနန်းနေပေးခဲ့တယ်သားရဲ့ငယ်ချီဦးဟာဘာလို့ဖြစ်မလဲသားစဉ်းစားပေါ့သားဟာလေအသက်ကြီးလာတာနဲ့အမြငယ်ချီဦးတွေကိုမေ့တာလာပြီမေ့နေပြီနော် ငယ်ချေဦးတွေကိုတတိမရတော့ဘူးအားလုံးလည်းအတူတူပဲငယ်ချေဦးတွေကိုတတိမရကြတော့ဘူးမိဘတွေကချီးဆိုခဲ့ကြတယ်ဒါရီသမီးတွေကလည်းပဲတီတီတာတာ ပြောတတ်တဲ့အရွယ်ရောက်တော့အဖေကိုချစ်တယ်အမေကိုချစ်တယ်ဆိုပြီးလွတ်လွတ်လပ်လပ်အပြေပြေးခဲ့ကြတယ်အဖေကလည်းချစ်တယ်အမေကလည်းချစ်တယ်သားတွေကလည်းချစ်တယ်သမီးတွေကလည်းပဲအဖေအမေတွေကိုပိုင်းပြီးတော့မှချစ်ကြတယ်ဒေသတွေသမီးတွေကလည်းပဲမျက်စိအောက်ကနေ မိဘတွေကိုပျောက်သွားမှာကိုမလိုလားတယ်လို့စိုးရင်ကြတယ်လို့မိဘတွေကလည်းပဲဖေဒီအမေတွေကလည်းပဲဟောဒီတာဟောဒီတမီးလေးတွေကိုမျက်စိအောက်ကနေပျောက်သွားမှာကိုတခုဖြစ်သွားမှာကိုစိုးရင်ခဲ့ကြတယ်ဒီတာဒီတမီးလေးတွေကိုပထမဦးဆုံးအာဘွားပေးခဲ့တာ အနမ်းပေးခဲ့တာဟောဒီမိဘနှစ်ပါးဖြစ်ပါတယ်ဒီတာဒီတမီးတွေကလည်းပထမဦးဆုံးအနမ်းပေးခဲ့တာဒီမိဘနှစ်ပါးဖြစ်ပါတယ်ဒါကြောင့်မို့ ငယ်ချစ်ဦးတွေကိုမေ့မထားကြပါနဲ့ငယ်ချစ်ဦးကိုတတိယပြီးတော့ပြုစုစောင့်ရှောက်ကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲငယ်ချစ်ဦးကိုအများကြီးချစ်နိုင်ကြပါစီဗျာ